ဘင်းကောင်နဲ့တိုက်ခိုက်ပြီးမှအိုနီမာရုကိုတိုင်ရောက်လာပြီးတော့သူ့ရဲ့အရေးတက်တိုင်းနဲ့ဝိုင်းထားလိုက်ပါတယ်။သူကဆွမ်းအလဲကြီးရေချင်းနဲ့ပြည့်တဲ့သူတို့နှစ်ယောက်အတူတူကဘာကြီးကိုအုပ်ဆိုးကြမယ်လို့ရိုင်းပါအောင်ကမ်းလှမ်းနေပြီးတော့တရင်မီဒီယာတခုကအိုနီမာရုရဲ့တိုက်ကိုထောက်ခံသူတွေလာပြီးတော့အားပေးနေကြလို့ကြေညာနေပါတယ်။ဒေါ်လန်သူတွေဖြစ်ကြတဲ့ရိုင်းပါတို့အနိုင်ရနိုင်ပါမလားလို့မီဒီယာတွေကပြောနေကြပြီးမူဆာရှိကအိုနီမာရုကိုတိုက်ခိုက်တဲ့အခါမှာချက်ချင်းအိုနီမာရုအမောက်တိတ်တော်ခံလိုက်ရပါတယ်။ရိုင်းပါအိုနီမာရုကကဘာကြီးကိုတူတူ အုပ်ဆိုးကြောင့်မြူဆွဲနေပြီးတော့ဆရာသမားရိုင်းပါလေကဘာကြီးကိုအုပ်ဆိုးခြင်းစားချင်တာစားမလားအကိုကြီးလို့ပြောလိုက်တာကြောင့်ဇာခါနဲ့အားလုံးကလည်းထိတ်လန့်သွားကြပါတော့တယ်။အိုရီမာရုကကဘာဘွားစားစရာအကုန်လုံးညီလေးပိုင်ဖြစ်စရာမယ့်ညည်ရီလို့ပြောနေပြီးတော့ရိုင်းပါတော့စားတာပါလို့ပြောလိုက်တာဒါနဲ့ပြေးပြီးတော့တိုက်ခိုက်ပါတော့တယ်။ရိုင်းပါအိုရီမာရုလို့မဟုတ်ပဲအမှန်တရားဘက်ကနေတိုက်ခိုက်ပေးမယ်သူပဲဖြစ်ပါလေ။ဒရုန်းရောက်တိုက်ပွဲကြအရေးတက်သားတွေကလည်းမူဆာရှီကိုဝိုင်းထားကြပြီးတော့တိုက်ခိုက်လာတာကြောင့်မူဆာရှီနဲ့ကိုဂျီရိုတို့ဥဆောင်ကအားလုံးအသေးသေးပြန်ကျုံးနေကြပါလေ ခါကဲတိုလာနဲ့ရှင်လုံးစုကဲတို့ကလည်းစားခါကိုကာကွယ်ပေးနေကြတာပါတန်မာပြီးတော့ရင်ကလေးကဒါချန်ပီယံချိန်ပေါင်းများစွာဖြစ်ခဲ့တဲ့အိုနီမာရုကိုရိုင်းပါဘလို့မှတိုက်ခတ်နိုင်စွမ်းမရှိပဲသူကြီးပဲခံနေခဲ့ရပါတယ်ထင်သေးပြီးတော့အနာနာကတ်လာတဲ့အိုနီမာရုရဲ့မျက်နှာကိုရိုင်းပါပဲဖဏတ်နဲ့ပစ်ပေါက်ကငတုံးငကြောင်ကြီးအယူကြီးနဲ့မျက်နှာပြောင်နေခဲ့တာပါအရေးတက်သားတွေကတော့စားခါကိုဖမ်းချုပ်ထားကြပြီးမိုးကျိုးစလုံးလူနေကြတာကြောင့်မူဆာရှိကတားလိုက်ပြီးတော့တခြားသူတွေကလည်းစားခါနဲ့မိုးကျိုးစလုံးကိုကာကွယ်ကြဖို့အမိန်ပေးလိုက်ပါတယ် ဒါမှမဟုတ်ရိုင်းပါဆမ်ဘူကန်ကွက်နဲ့ကျုံးမိမယ်။အော်လီမာရုကိုမတိုးမဲနဲ့မိုးကြိုးလျာစီတေအောင်တီးကွက်နဲ့ထပ်ပြီးတော့တိုက်ခိုက်ပြန်တော့လေ။အော်လီမာရုကဘာမှမဖြစ်ခဲ့ပြန်ပါဘူး။ဒါကြောင့်မူဆာရှီကရွေးစရာမရှိတော့အဆုံးမှာစားခါကိုမိုးကြိုးစလုံးရိုင်းပါကိုပေးလိုက်တော့လို့ပြောနေပြီးတော့အဲဒီအချိန်မှာရုတ်တဲ့လောင်ကြီးတန်းကြီးတစ်ခုနဲ့တူကိုဂျိုကမူဆာရှီနဲ့စားခါတို့တစ်ဖွဲ့လုံးကိုကျိုးတုပ်ပစ်လိုက်ပါတော့တယ်။ပြီးတော့သူကအော်လီမာရုကိုမိုးကြိုးစလုံးပေးမှဖြစ်လို့ရိုင်းပါစားသူနဲ့ပူပေါင်းပြီးတော့ကဘာကြီးတို့တူတူအုပ်ဆိုးကြမယ်လို့လှမ်းပြီးတော့ကန်လန်းလိုက်ပါတော့တယ်။ဒါကြောင့်ရိုင်းပါအစ်စပောက်ကောင်းလို့ပြောလိုက်တာစိတ်တိုးသွားပြီးတော့ ဖြစ်ကျွန်တော်ကြောင်ထဲကျသွားတဲ့ပင်ကူဆဲဟုတ်ကပြန်တက်လာကကိုဂျီရိုပြောတာမယုံနဲ့လို့အိုရီမာရုကိုပြောလိုက်ပါတယ်ဒီခါမှာကိုဂျီရိုတယောက်တကယ်ကိုသစ္စာဖောက်ဖို့လှုပ်လိုက်တာဖြစ်ပေမဲ့ပင်ကူကအရင်ကလေးစူပါမြောက်အဲ့လိုရှောသွားပြီးမလို့မယုံဖို့ဇွတ်တွေတားနေရကြောင်တိုင်းဒီပတ်ကုံပါတော့တယ်အောင်တွေပြန့်နေတဲ့ရိုင်းပါကိုအိုရီမာရုကတိုက်ခတ်လိုက်ပြီးတော့မင်းကတကယ်ညံ့နဲ့ကောင်းပဲမင်းနဲ့တိုက်တယ်လို့ရိုင်းချင်ကဆွမ်းကိုမိရလာဒါမဲ့သုံးဖို့တော့မကြောက်နေဟဲ့လားအေးငါတော့ငါဆွမ်းကိုသုံးပြီးတော့ကဘာအစ်ကိုထူတောင်းပါမင်းကတော့ရှောလိုက်တော့ဘောလို့ပြောလိုက်ပါတော့တယ် ဒါတော့ရိုင်းမပါစပိတာ shut the fuck up ငါဒီလိုနေရာမှာမစောစီရဘူးဂျပန်နိုင်ငံအကောင်းဆုံးဓာသမငါဖြစ်လာမှာကွာလို့ပြောလိုက်ပါလိမ့်ဒီမြင်ကွင်းရောဂျပန်တနိုင်ငံလုံးကဒိုင်ရိုက်လိုက်မြင်နေကြပြီးတော့ချိန်ထဲမှာမူဆာရှိကဟေးအောင်ကိုဂျီရိုအိုရီမာရုကဘာယူကြီးစိုးသွားမှာလက်တင်ခံလိုက်တော့မလို့လားလို့ပြောလိုက်တဲ့အခါကိုဂျီရိုကမူဆာရှိတို့ကိုတုတ်ထားတဲ့ဂျိုးတွေကိုဖြီးပေးလိုက်ပါလိမ့်သူကရှားခေါင်ဘိုးဂျိုးဆက်လုံးပြန်ပေးလိုက်ပြီးတော့ရိုင်းပါကိုသွားပေးဖို့အတွက်ဖားကလမ်းရှင်းပေးနေခဲ့ပါလိမ့်တဖက်မှာတော့အိုနီမာရုကရိုင်းပါကိုဆက်လုံးမရှိဘဲငါ့ကိုဘလို့အနိုင်ယူနိုင်ပါလဲလို့ပြောနေပြီးတော့ သူရဲ့လေဝေးဓာသွားကိုတုံးကအဆုံးသတ်ဖို့လှုပ်လိုက်ကရင်လိုစုကဲကိုစီးလာတဲ့စားကားလည်းရိုင်းပါကိုဇက်လုံးလေးကိုအမြန်ပေးနိုင်လိုက်ခဲ့ပါတယ်။ရိုင်းမတောင်ဇက်လုံးရသွားတော့ရင်လိုဘလူးပူကတာမခံတော့ပဲစွမ်းကိုအသေးချထိန်းချုပ်သွားနိုင်ခဲ့ပါပြီ။သူတို့နှစ်ယောက်တိုက်ပွဲတွေတော့သတင်းမီဒီယာတစ်ခုကယာစုနေခဲ့အကောင်းဆုံးဓာစီးခြင်းထိုးပွဲပဲလို့ကြေညာနေပြီးတော့ဒီနေ့မှနိုင်ရသွားတဲ့သူကဘသူဖြစ်လာမလဲဆိုတာအားတက်ပြောနေပြောဆိုကြေညာနေပါတယ်။ရိုင်းမလျာစီးစွမ်းတွေကိုပိုင်ဆိုင်သွားမယ်အသုံးပြတာခက်ခဲတာကြောင့်အိုနီမာရုကိုမထီပဲဘေးကအဆောင်တွေပဲသွားထိနေခဲ့ပါတယ်။ မိုးဇူဆွမ်းကိုထုတ်သုံးလာတော့အနီမာရူလည်းဓာသွားလေးဝေကွက်တွေကိုသုံးပြီးတော့ဓာမိုးတွေရွာချပြီးတော့ရိုင်းပါလေရိုင်းချီကန်ဆွမ်းနဲ့ပြန်လေကာကွယ်နေခဲ့ပါတယ်။ဘွဲကြီးနဲ့စာခါတို့ကိုပင့်ကူကောင်ရောက်လာပြီးတော့ဂျီရီယာရာနဲ့ဂူဒီကွာလာလာလုံနေအောင်ကိုဂျီရိုကမမွန်နိုဟိုရှီဆဲဆွမ်းကိုသုံးပြီးတော့ခြေထောက်တွေကိုဖျက်ပစ်လိုက်ပါတယ်။ဒါကြောင့်ဆဲဟုတ်ကရိုင်းထိုးပြီးတော့ဂျောက်ထဲကိုပြုတ်ကြတော့မလို့ဖြစ်နေတဲ့အချိန်အရေးကောင်းတဲ့ဝင်ထိန်ထားပေးမယ်စာခါတို့ဝိုင်းပြီးတော့ကန်လိုက်တာကြောင့်ဂျောက်ထဲကိုပြန်ချပြီးတော့ဒီထာမတော့ပေါက်ကွဲပြစီးသွားခဲ့ပါတော့တယ်။မူဆာရှီကအိုနီမာရုကိုတတ်နိုင်သောကူတိုက်ခိုက်ပေးပြီးတော့ဂျန်နာရောရိုင်းမာလာထဲအမ်းမယ်လို့ပြောနေပါတယ် ရိုင်းမာနဲ့အိုနီမာရူတို့တိုက်ပွဲအရောင်မိုးကြိုးတက်လက်လက်၄ဆက်ဆက်နဲ့စောက်ရမ်းတွေကိုပြင်းထန်နေပြီးတော့အိုနီမာရူကဖူချင်ကန်လေတိုင်းနဲ့တိုက်ခိုက်မဲ့ရိုင်းပါရှောင်းတိန်နေခဲ့ပြီးမူဆာရှိတင်ပေးထားတဲ့ကြာပေါ်လမ်းလျှောက်အုပ်ကွက်ကိုသုံးကလေးပေါ်မှာလမ်းလျှောက်ပြီးတော့တီးပြလိုက်ပါလေ။အိုနီမာရူကတိုက်ကွက်ထုတ်ပေမဲ့ကိုဂျီရိုနဲ့တိုက်ခိုက်တုန်းကရလာခဲ့တဲ့ရဲသားပြေးခုမကြောက်နဲ့ဆိုတဲ့အချက်ကိုကြားအောင်ပြီးအာရပါရဒီနေခဲ့တာပါ။နောက်တော့နှစ်ယောက်သားရဲ့စွားရည်စူးစီးမိကုန်ပြီးတော့မိုးကြိုးလေးပွေကြီးထဲမှာသူတစ်ချက်ကိုတစ်ချက်တီးနေခဲ့ကြတကယ်ကိုကြီးရတာရင်သက်ရှူမောစရာကောင်းလာပါလေ။ ရေးတဲ့သူတော်ဘလို့ရေးရမလဲမသိတော့သူပြောတဲ့သူလည်းဘလို့ပြောရမလဲမသိတော့ပါဘူးအားကြောင့်ဆက်မပြောတော့ပါဘူးစတာပါဆက်ပြောရမယ်ဆိုအနီမာတို့ကအမှန်တရားကိုမြင်နိုင်ပြီးတော့သူနဲ့ပူပေါင်းခဲ့ရင်ကောင်းမှာပဲလို့ပြောနေခဲ့ကရိုင်းပါလေစွမ်းလိုချင်တာနဲ့ဘလူးတကောင်ဖြစ်နေပြောင်းလဲသွားတဲ့ငတုံးတကောင်လည်းဘာလို့ပူပေါင်းအောင်မလဲလို့ပြောကနောက်ဆုံးမှာတော့စွမ်းအားတွေများလာပြီးတော့ပေါက်ကွဲထွက်သွားကြပါတော့လေအိုနီမာတို့ကဒီဓာချက်ကမင်းကိုအသက်ထွားစေလိမ့်မယ်လို့ပြောပြီးတော့တိုက်ခိုက်ဖို့အသင့် ready လုပ်လိုက်ကရိုင်းပါလေနောက်ဆုံးခွင်းကိုစုပ်ကင်ပြီးတော့လေဝေဓာစာဖူဂျင်ဟာအကွက်နဲ့မိုးโจစလုံးမသားပေါင်းကျုံအကွက်တို့ကထိတ်တိုက်တွေ့သွားခဲ့ကြပါတော့လေ နေအောင်စလုံးကြီးမားတဲ့ဇွားတွေကိုတွန်းလှန်တောင်းခံနေခဲ့ကြပြီးတော့ရုတ်တရက်ဓာတ်နယ်ထဲကတလက်ကကြိုးပြသွားခဲ့ရပြီးရဲတိုက်တစ်ခုလုံးနဲ့ပေါက်ကွဲမှုကြောင့်တစားစီကိုပြိုကျသွားခဲ့ပါတော့တယ်။ကြိုးသွားဓာတ်ကအိုနီမာရူရဲ့ဖူဂျင်ကန်ဓာတ်ဖြစ်ပြီးတော့ရိုင်းပါရဲ့ရိုင်းချင်ကန်ကမိုးကြိုးစလုံးဟာလည်းမရှိတော့ပါဘူး။အဲဒီမှာပျက်စီးတွေဂျားကနေမသေးသေးတဲ့ပင့်ကွာပြန်ထွက်လာပြန်ပြီးသူ့ရဲ့ရှေ့မှာပျက်စီးသွားတဲ့ဖူဂျင်ကန်ဓာတ်ပိုင်းစားနဲ့မိုးကြိုးစလုံးတို့ကအယံသိမ်းရောက်လို့နေခဲ့ပါလိမ့်။ဇားကလည်းသတိရပြီးကြည့်လိုက်တော့ဓာတ်နဲ့စလုံးကင်ထားတဲ့ပင့်ကွာမြင်လိုက်တာကြောင့်လိုက်ဖမ်းမှုလုပ်ပြီးမှမမိလိုက်တော့ပါဘူး။ ဆရာသမားပြီးတာမှဘေးပါချိုးချန်ခဲ့ပါလေ။အိုနီမာရုကဖူချင်းကောင်တော်ဖျက်စီးနိုင်လောက်တန်မာသွားတဲ့ရိုင်းပါကိုအတင်းကြီးနဲ့လေးစားသွားခဲ့ပါလေ။နောက်တော့ငလင်တွေလည်းလှုပ်ချလာပြီးတော့အိုနီမာရုရဲ့စကန်အသည်ကြီးကမြေကြီးတွေကနေထွက်ပေါ်လို့လာခဲ့ကသူကနောက်မှတိုက်ခိုက်ကြတာပေါ့။ကုလိုကန်နဲ့ရိုင်းပါလို့ပြောကစကန်ပြန်ကြီးနဲ့သူပျောက်ွယ်ထွက်ပြေးသွားခဲ့ပါတော့တယ်။ရိုင်းမနိုင်သွားကြအောင်အိုနီမာရုလက်ကနေလොမြောက်သွားကြပြီးတော့ပျော်သွားခဲ့ကြကဝိုင်းပြီးတော့အားပေးနေကြပါလေရိုင်းမမိုးကျဆက်လုံးမရှိတော့မဲနောက်တစ်ချိန်မှပြန်ဆုံခဲ့ရင်မင်းအောင်သေးတာပေါ့ကိုနိုင်မအိုနီမာရုလို့ပြောကြ ဒီပိုင်းလေးကဒီမာရီကေတာကနရန်နာသွားပါရခင်ဗျာ